မိုးမတုတလို့မတန်တလို့နဲ့ဘာဖြစ်နေရလဲမောင်ရဲ့ဘာဖြစ်နေအမငါရေးရေးစိုးနေလေရေးသွားချိုးအောင်မယ်နေရလေအဖေ့ဦးဆိုရအောင်ဦးဆွဲမထောင်းနိုင်တော့ဘူးလုံးလိုက်တော့မယ်မောင်မောင်မိုးတော့ပြေးမှာပေါ့မောင်ရဲ့မောင်မောင် ကလည်းနေချင်းနေကလည်းကြိုက်ဟာသွားစမ်းချင်းနေကဲရှင်စည်းလေးထုံးပြီးပြီဆိုတော့ခဏနေကြလို့ရှင်ညလုံးချင်းကြိုက်တာတတ်တာသွားလိမ့်မယ်နော်ဟုတ်ကဲ့မောင်မမဟွာဟိုးနော်လက်ဖတ်တော့စားကြလို့လားတုတ်ပေးမယ်လေမဟုတ်ဘူးဟွာ မနေ့ပြန်ဆိုရင်မမေဆုံးက၁၄နှစ်ပြည့်ပြီလေအာဘုန်းကြီးကြောင့်မှဆွန်းသွားကတ်ချင်ဟုတ်တာပဲခမဆုံးတော့၁၄နှစ်ရှိပါပြီနော်တပူကြမယ်လေမနေ့ပြန်မနေ့မမဆော့ဆော့ဆီဆီအိပ်ရာထားပြီးရောလေးလေဆုံးပြီးချက်ပေးမယ်နော်ဟုတ်ပါမမဒါအာတဆူရာဈေးဘူးလေး မူနောင်းရဲ့ဘယ်လိုဈေးဖို့တော့မမမပတ်စံရှိပါရဲ့မူနောင်းရဲ့နည်းဖြင့်မူနောင်းမူနှစ်ပတ်လည်အတွက်မမဟင်းကောင်းကိုချက်ပြီးတော့ဆန်းကြောက်တူတူပို့ကြမယ်နော်ဟုတ်ဒီပတ်စံလေးဆိုတော့လေမမကိုတောင်းပို့ပေးရတဲ့ပတ်စံလေးလေအဲ့တော့မမကိုပတ်စံလေးတော့ဒါမမရဲ့နှစ်ပတ်လည်မှာတားရဲ့အလူလေးဆိုပြီးတားပါခြင်းလားမမရောက်လေရပွားတိုင်းမှာယောဂဝင်တာကေဝေးပြီးတော့ ခန်း905ကဘာနောက်ဆုံးဘက်ဝေကျွေးနေနေကြည်ပါစေလို့တအားအများဆုတောင်းပေးနေ။ဒါတပုံနေမှာပဲမြင်မှုရဲ့ပေပိန်နဲ့မမြင်တဲ့အတွက်ကောင်းတာလေးလုပ်ပေးခြင်းလေ။အားကြောင့်ဒါဆုပြီးတော့အလူလုပ်ချင်တယ်။နော်ဒီပက်ဆန်လေးလက်ခံပေးပါ။နောက်မှမှလက်ခံပေးပါ။အဲ့မှာထုတ်ပါပြီမူနာမေ။မူနာမူနာမမြင်ရလေ။အခုချိန်လောက်ဆိုလို့ရှိရင်ကောင်းမွန်တဲ့ဘဝကြီးမှာအခြေချနေလောက်ပြီးမူနာရဲ့ မမတို့မြောက်ကလည်းမိုးနှောင်းကိုဒီကျောင်းနေပြပြတယ်ဆိုတာမိုးနှောင်းမမီတို့ကကုသိုလ်ကောင်းမှုတွေလုပ်နိုင်အောင်ပို့ပြီးတော့ကြိုးစားခြင်းနဲ့စိတ်ကြီးရှိအောင်လို့နော်ဝမ်းနဲ့နေဖို့မဟုတ်ဘူးသိလားမိုးနှောင်းမလေးမမတို့မြောက်ရှိရဲ့မင်းမမတွေကလည်းမင်းအမီလိုပဲပေါ့မိုးနှောင်းရဲ့ဘာမှအားငယ်နေစရာမလိုကြားလားအော်မမအမိသားစုကတားနဲ့တားမဲ့မိဘမှာကျေးဇူးရအများကြီးရတယ်။ဒါဘယ်တော့မှမမိမှာမဟုတ်။အဲကြောင့်လည်းတားစာရေးကျူရတယ်။ ဒါချမ်းသာလာရင်တနေ့ကြရင်မမတို့လူလေသိမ့်မရှိအောင်ထားပါလိမ်မာလိုက်တာမူနောင်လေးอ่ะမမကြားတယ်နော်မူနောင်လေးကချမ်းသာလာလို့ရှိရင်မိမိတို့လူလေသိမ့်မရှိအောင်ထားမှာတဲ့အမလေးအပြောတွေမယုံနဲ့ဟေလောလောဆယ်တော့ငါတို့ကပဲဒီကောင်ရှာကျွေးနေရတယ်လေမိမိမနင့်ကငါပြောသားပဲဒီကောင်ပြစ်ခဲ့ပါလို့ပြောတာနှင်းရှာရှိတာလေအခုတော့ငါတို့နှစ်ယောက်ရဲ့ဘဝတည်းကိုဝင်ပြီးတော့ဒီကောင်ကကန့်လန့်ကန့်လန့်နဲ့ဖြစ်နေပြီဟမ် ီကောင်တော့ကြည့်လို့မရအောင်မိဘမွေးပြီးတော့ပြက်သွားတဲ့အကောင်မမဘလို့ပြောလိုက်တာလဲအဲ့လိုကြီးမပြောနဲ့လို့ပြောထားတယ်လေအော်နင်တို့ငါဒီလောက်လေးတော့ပြောလို့မရဘူးလားဟမ်နင်တို့ငါရှာဖွေကျွမင်းနေတာလေပြောပါပြောပါအမကြီးကချိုးရတယ်ဆိုတော့အမကြီးပဲပြောတော့ဟုတ်မမောင်နေရရီးပြနေရတာ

Claro. နေကြာကြည့်ပါဦးအေးပတ်တော့မယ်လာအပေါ်ထက်ခဲ့မမေမေရအေးနဲ့အသီးလေးအစင်းလောက်ထားတယ်လာခဲ့ဝေးတော့မောင်အေးတွေပက်ကုန်တော့မှာပဲမောင်ကလည်းအော် မောင်ကလည်းအာဟိုဘလော့လေဘလော့ဆိုင်ရိုက်ကြမယ်လေလာတာမိတာဖာ300လာရိုက်ကြမယ်တားရဲ့ဘလော့လေနော်စီစောမင်းဘလော့ရိုက်တာပြီးပြီမလားဟုတ်ပြီမောင်ဘာဖြစ်နေရလဲမိုးမတူတလို့မတန်တလို့နဲ့ဘာဖြစ်နေရလဲမောင်ရဲ့ဘာဖြစ်နေဒီမှာငါရေးရေးစိုးနေလေရေးသွားချိုးအောင်မယ်ဒီရလေလေအဖေဟိုဆိုရအောင်ဟိုဆွဲမထောက်နိုင်တော့ဘူးလုံးလိုက်တော့မယ်မောင်မောင်မိုးတော့ပြီးမှာပေါ့မောင်ရဲ့မောင်မောင် ဝတ်စားလေးတွေအဆင်ပြေလားဆိုတာသိရတက်လေးဝတ်ထားကောင်းတယ်ကဲမနေ့ဖန်ကြရင်မမလေးစနိုးကကနေဒါကနေပြန်လာมาဖြစ်တဲ့အတွက်ကြောင့်အားလုံးက မမလေးကိုကြိုဆိုကြရမယ်မမလေးနဲ့အတူတူမိသားစုဝင်တွေဒင်နာစားมาဖြစ်တဲ့အတွက်ကြောင့်လည်းပန်းကလေးတွေအားလုံးကအရှင်တွေလိုအပ်တာမရှိရလေအောင်တေချာပြင်ဆင်ပြီးဂယုစိုက်ကြရမယ် မမေကြီးကသွားကြုံမှာဖြစ်တဲ့အတွက်ကြောင့်ငူဝါလိုက်သွားပေးလိုက်ပါဟုတ်ကဲ့ကျန်တဲ့သူတွေအားလုံးကိုလည်းတာဝန်ကိုစီခွဲထားပေးမယ်ဒီအိမ်မှာပန်းကလေးတွေအားလုံးကတာဝန်ထမ်းဆောင်ခဲ့ကြတာအချိန်အတိုင်းတာတစ်ခုဖြစ်နေပြီဖြစ်တဲ့ဒဇင်ငူဝါနင်းစီခတ်တာတို့ကိုအင်ရှင်တွေကလစာနဲ့တာဝန်တိုးမြှင့်ထားပြီးဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့စူးစမ်းကြပါပို့ပြီးတော့လည်းတက်စာရှိကြပါ စပယ်ကတော့စူးစမ်းဖို့လိုသေးတယ်နော်ဂန်းကော်နဲ့နေကြာကတော့ရောက်လာတာမကြာသေးတာဖြစ်တဲ့အတွက်ကြောင့်ရှေ့ကမမတို့ရဲ့စကားတွေကိုသေချာနားထောင်ပြီးပို့ပြီးတော့စူးစမ်းကြပါ Hello Dr. Sa နေကောင်းလားဟုတ်ကဲ့မမလေးအားလုံးနေကောင်းကြပါတယ်မမလေးကပူတောင်းမှလာလာတာပဲ Thank you Dr. Sa နဲ့ပန်းကလေးအားလုံးအတွက်ကျွန်တော်ကလက်ဆောင်လေးပါလာရယ်ကဲသမီးစနိုအထက်ဝင်ရအောင်ပစ္စည်းတွေတဲခဲ့ကြတော့နော်မမအေး ျွန်တော်ကပို့ပြီးတော့မကျွယ်ဖြစ်ပြီးပို့လှလာတယ်မိသားစုတွေအားလုံးတူတူလုပ်ငန်းတွေပို့အောင်မြင်ဖို့အတွက်ကျွန်တော်ကပညာရေးတရားလေးလာခဲ့ပြီ apply လုပ်ဖို့ပဲကြံတော့တယ်မမရောအလုပ်တွေစင်ပြေလားကိုထမင်းလက်ကောနေကောင်းရဲ့လားတမီစနိုးအခုမှပြန်လာလीခရီးပန်းနေမှာပေါ့နောက်မှအေးအေးဆေးစကားပြောလို့ရတယ်ကဲလားမိုင်းဒါဆိုနောက်မှတွေ့မယ်နော်မမေးရင်စီတူနဲ့ရူရတီရောအကြောင်းပြန်မလာသေးဘူးလား နှောင်းကတူလေးနဲ့တူမလေးကိုအရင်တွေ့ကျင်နေပြီအားလုံးတွေ့ရပါပါကဲလားတမီလား